ရောင်းတိုင်းဒေသကြီးတကုံမြို့သစ်စိတ်ကမ်းမြို့နယ်168ရပ်ကွက်တွင်ရှိလေကွင်းတွင်ဝင်ရောက်နေထိုင်သူတွေကိုတပ်ဆိုင်ရာကအင်အား2000ကျော်နဲ့ဇန်နဝါရီလ30ရက်နေ့မနက်4နာရီခွဲမှာဖယ်ရှားမှုပြုလုပ်ခဲ့ပါတယ်။အဆိုပါနေရာရှိကျူးကျော်တဲဖြစ်သတ်မှတ်ထားတဲ့နေအိမ်တွေကိုမြို့နယ်ထွေထွေအုပ်ချုပ်ရေးမှုရောမှတာဝန်ရှိသူများလုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့တပ်ဆိုင်ရာရဲအရာရှိများတာဝန်လက်ပတ်အနေဝစ်ဆင်ထားတဲ့နေသားဝင်နှင်းများကဖယ်ရှားခဲ့တဲ့ပြင်ကိုယ်တိုင်ဖယ်ရှားခိုင်းရန်တတ်မှတ်ထားတဲ့အချိန်ကျော်လွန်သွားတယ်လို့ဆိုပြီးပတ်ပိုးရင်တွေပါနေအိမ်များကိုဖျက်ဆီးဖယ်ရှားခဲ့ပါတယ်။ Thank <s1> you. <coughs> ်ဖြတ်ပေးနေလေဖြတ်ပေးရတာနဲ့မင်းတို့အဲ့လိုလုပ်တယ်မင်းတို့တရားတာဦးလေးဦးလေးကိုကျွန်တော်ပေးမယ်ဦးလေးမင်းပဲနော်အော်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်ဦးလေးမဆိုင်ဘူးမှန်တယ်ဦးလေးလည်းမဆိုင်တော့မသိဘူးဦးလေးတာဝန်ရှိတဲ့လူတယောက်ဦးလေးဆောက်လို့ရတဲ့ကြီးတက်ထားတယ်နော်ကျွန်တော်ပဲလေဦးရဲ့ကျွန်တော်တို့အိမ်ဖြန့်ပဲကျွန်တော်တို့တော့မလုပ်ပါနဲ့ ကျွန်တော်တို့ဖျက်ပါမယ်အများဆုံးဖျက်ပေးပါမယ်ဆိုပြီးကျွန်တော်ပြောတယ်ဘူးလေးကတ်ကပြောသွားတယ်ဟုတ်ပါပြီမြန်မြန်ဆန်ဆန်ဖျက်လိုက်ပါကျွန်တော်တို့တစ်ခါမှမသိဘူးကျွန်တော်တို့အခုနကညီမဦးလေးလိုက်ပါဦးလေးကျွန်တော်အချိန်မှပြောတာဖျက်နေတယ်လေဖျက်နေတယ်ကုန်ပြတ်ပြီအခုလောလောကလိုက်ပြီလိုက်တာ တမီးကိုဝင်လေရှိတယ်နေစာမရှိလဲကျွန်တော်တို့ကတော့ဒီလိုကုတ်ကုတ်ပင်ဟောက်ရှိကုတ်ကုတ်ပင်ဟောက်နေရမှာပဲဒီဘိုးကြီးနဲ့ဘွားကြီးနဲ့ကတ်တာလေးနဲ့ပဲရှိတာလေမဟုတ်လားဒီနေရာမနေနဲ့ဆိုရင်အရေးကောင်းတစ်ခုမှနေရတော့မဟုတ်ပါဒါမှသူတို့ဖမ်းမယ်ဆိုတော့ဘယ်လောက်ပြီးသားလဲဆိုတာ ဒါပေမဲ့ကျွန်တော်တို့စိုးတင်လက်ထက်တွေအပေးခဲ့ရတာစိုးတင်ပြီးတင်ရွှေတင်ရွှေပြီးမော်လင်းမော်လင်းပြီးတော့တခါစိုက်ကောင်းစိုက်ကောင်းပြီးတော့ဘုကကဝါးစံရဘဒူးလဲဘဒူးလဲဟိုနာမည်မေ့လေအဲ့လူတယောက်ပေးခဲ့တယ်ပေးခဲ့ပြီးတဲ့ပြမကိုကြီးခေစော်နဲ့ကိုတက်လွင်နှစ်ယောက်တည်းမပေးခဲ့ရတာဟုတ်လားခေရောက်ွယ်လို့မီးပြီးတူရအောင်ချိုးရဲ့ဥက္ကဋ္ဌတွေကြီးပဲအကုန်ဆက်လဲနှစ်လောကမှာမပေးရင်လေရိုက်တယ် ပြောဆိုတယ်မောက်ထုတ်တယ်ကျိန်းပေါင်းတဲ့အတွက်ကျွန်တော်တို့မှမတော်မှုတို့တက်ခံပြီအကျွေးတင်ခံပြီကျွန်တော်တို့မှကုန်းရုံရှာပြီးပေးခဲ့ရတာဒီကြတဲ့ရကရံပဝင်ပဲရောဒီနာလေးပြခိုးနာပြောင်းပေးပါခိုးနာပြဒီနာပြောင်းပေးပါငါးတောင်းပေးလေးတောင်းပေးဆိုမော်လင်းလက်ထံမှာတောင်းတယ်ပြောင်းကြီးလက်ထံမှာတောင်းခဲ့တာသူတို့ကကျူးကျော်အမြင်မှာတပြားတစ်ချက်မှမပေးလာကျူးကျော်နေတယ်ဆိုဒီတောင်းတဲ့ရံပငွေတရအောင်တလ8500မပေးခမရချက်ချင်းသွားခမရအိမ်သားတော်မစောင်းနဲ့ခမရဘာကောင်မလဲဆိုတာ ဥက္ကဋ္ဌပြောခဲ့တဲ့စကားပါဥက္ကဋ္ဌကအဲ့လိုရန်တွေ့ပြီးတောင်းလို့ရပါသလားအဲ့လိုဖေရှားရမှာပြင်းပြနေအိမ်တဲ144လုံးကျော်ပါဝင်ခဲ့ပြီးဖေရှားခံရတဲ့မိသားစုဝင်များမှာစိုးရင်ထိတ်လန့်ကြောက်ရွံ့မှုများငိုယိုတောင်းပန်မှုဖေရှားသူများနဲ့စကားအခြေတင်များမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ရုံတိုင်းဒါကြီးဆိုရမှာအဲ့ဒီနေရာမှာကြီးစုစက်မှုဆောင်ပေါ်ဆောင်မှာဖြစ်ပြီးစက်မှုဆောင် area နေမြေတွင်ရှိမူလာလက်ငုံတောင်သူ၁၉ဦးကိုအစိုးရအဖွဲ့မှကယူနာဂျီရီပေးအပ်ခဲ့ကြောင်းနဲ့ကြံရှိကျူးကျော်တဲတွေကို1898မြန်မာနိုင်ငံအောက်ပိုင်းမြို့ရရှိမြေယာအပ်ဥပဒေစီပင်အပ်ဥပဒေတွေနဲ့ပြောင်းရွှေ့ပေးဖို့အတိပေးစာပေးဖို့ထားကြောင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှထုတ်ပြန်ထားတဲ့ဒီသန္ဓရအမိန့်ဆိုင်ပုံမှာဖော်ပြထားတာဖြစ်ပါတယ်အလားတူကြူကြော်တဲ့ဖေချမှုကိုဇန်နဝါရီလ28ရက်နေ့မနက်ပိုင်းကဒလာမြို့နယ်ကမာကစစ်ရက်ကွက်မှာဖြစ်ပွားခဲ့ပြီးတပ်ဆိုင်ရာက ကမာကစစ်၄၀အနီးမြန်မာစိတ်ကန်းအာနာပိုင်မြေပေါ်ရှိကျူးကျော်နေထိုင်တဲ့နေအိမ်၃၀အနက်၅လုံးကိုဖယ်ရှားခဲ့ပါတယ်။